လူတိုင်းတက်ကိုတုံးရတဲ့စကလုံးပါဘဝမှာလည်းအမှန်တရားဆိုတာတော်တော်ကိုအသုံးခံရတဲ့စကလုံးပါဒါပေမဲ့ဘယ်ဟာအမှန်ဘယ်ဟာမှားဆိုတာကတော့ကျွန်တော်တို့ရဲ့ဆုံးဖြတ်ချက်အဖြစ်ရှိနေပါသေးတယ်ရှိရှိသမျှလူတွေအကုန်လုံးရှိရှိသမျှအခြေအနေတွေအကုန်လုံးတို့တင်းလျော်တဲ့အမှန်တရားဆိုတာတည်းကျွန်တော်တို့ဘဝအခြေအနေပေါ်မူတည်ပြီးလူများရာကသတ်မှတ်တဲ့အမှန်တရားတွေကသာများနေတာတွေ့ရပါတယ်ကျွန်တော်တို့လည်းဘယ်ဟာအမှန်ဘယ်ဟာအမှားဆိုတာတိတိကျကျမသိပေမဲ့လူတိုင်းလိုပဲ ကျွန်တော်မှလည်းဘယ်ဟာအမှန်ဘယ်ဟာအမှားဆိုတဲ့လက်ခံထားရတဲ့အရာလေးတွေတော့ရှိပါတယ်။ဒါပေမဲ့ကျွန်တော်တွေ့တွေ့နေရတဲ့အခြေအနေတွေမှာတခါတည်းကကျွန်တော်မှန်ပါတယ်လို့လက်ခံထားတဲ့အရာတွေဟာမှားနေတဲ့အတွက်အမှန်တရားဆိုတဲ့စကားလုံးကိုသုံးရမှာတော်တော်ကိုလမ်းမိပါတယ်။ဘာသာတရားတွေမှာသူတို့ဘာသာအလိုက်အထွတ်မြတ်ထားရပုံကိုယ်တွေသတ်မှတ်ထားတဲ့ထောက်ရအမှန်တရားတွေရှိကောင်းရှိနိုင်ပေမဲ့အဲ့ဒီအမှန်တရားတွေကိုတိတိကျကျလိုက်နာနိုင်တဲ့အခြေအနေရော နေပါတယ်လို့ထင်မြင်မိပါတယ်။ဟုတ်ပါတယ်။ ကျွန်တော်တို့ဗုဒ္ဓဘာသာမှာသူအသက်သက်ခြင်းဟာမှားပါတယ်။ဒါပေမဲ့တတ်နေကြပါတယ်။ကျမ်းမာရေးအတွက်ခြင်းစည်းတွေဖျန်းကြတယ်။စားသောက်ရေးအတွက်သားသက်ယုံတွေထားရှိကြတယ်။ကဲအဲ့ဒီခါတွေကြတော့ဘယ်လိုလုပ်ကြပါအောင်လဲ။တကယ်တော့အမှန်တရားဆိုတာနဲ့ပတ်သက်ပြီးပြည့်ပြည့်စုံလာတယ်ဆိုတဲ့အဓိပ္ပာယ်သတ်မှတ်ချက်တစ်ခုဖွင့်ဆိုနိုင်ရင်မရှိသေးပါဘူး။ဘာသာတရားတွေမှာ သူ့ယူဆတွေသူ့အဓိပ္ပာယ်တွေသတ်မှတ်ချက်တွေရှိနေပြီမဲ့လဲမှန်တယ်မှားတယ်ဆိုတာဟာအခုထိရင်းနေစေဗဟေဒီတကူပါ။ နောက်တစ်ခုကျွန်တော်တို့ဘဝရဲ့အမှန်တရားတစ်ခုက အမှန်ကိုတတ်သိပြရခက်ခဲသလားအမားကိုယုံလွယ်ကြတာပါပဲကဲအပေါ်မှာကျွန်တော်အမှန်တရားလို့ပြောခဲ့ပြီးဒါပေမဲ့အများယုံလွယ်တဲ့အခြေအနေတွေအတွက်ကျွန်တော်အဆိုကမှားပါတယ်ဒီတော့ကအမှန်တရားဆိုတာ ਨੇ ကင်းခွာလို့မရတဲ့ကျွန်တော်တို့ရဲ့ဘဝတွေအတွက်အမှန်တရားဆိုတာတွေဟာလက်ခံသူရှိနေတွေအမှန်ဟာအမားဖြစ်နေအောင်မှာပဲဖြစ်ပြီး ခေါင်းမာလူတွေရှိနေပြီးအမားတွေဟာအမန်တွေအဖြစ်ဆက်လက်ရည်တည်နေဦးမှာဖြစ်တဲ့အတွက်အမန်တရားဆိုတဲ့စကားလုံးရဲ့အနာဂတ်တွေအတွက်ရင်မောမိပါတယ်။